။တမရအဖြစ်တင်မြောက်ခံထားသူဦးထင်ကျော်တင်သွင်းတဲ့ဝင်းကြီး18ဦးနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံနဲ့မညီတဲ့အကြောင်းကန့်ကွက်လို့သူမရှိတာကြောင့်ပြည်ထောင်စုလွှတ်တော်မှအတီးပြုလိုက်ပေမဲ့ဘယ်ဝင်းကြီးဌာနတွေကိုဘယ်သူတွေကတာဝန်ယူရမယ်ဆိုတာကြေညာခြင်းမရှိသေးပါဘူး။ဝင်းကြီးစီရင်ထဲမှာပါတဲ့လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတချို့လည်းဒီနေ့လွှတ်တော်ကိုတက်ရောက်ခဲ့ပါတယ်။ပြည်သားရေးဝင်းကြီးဖြစ်ယာထားခံရတဲ့ဒေါက်တာဖေမြင့်ကသတင်းသမားတွေလွတ်လပ်စွာသတင်းရယူခွင့်နဲ့ရေးသားဖော်ပြခွင့်ရရှိရေးကိုဆောင်ရွက်တော်မှဖြစ်ပြီးတော့ ရေးယူခံထားရတဲ့သတင်းသမားတွေလွတ်မြောက်ရေးအတွက်စောင့်ရွက်မယ်လို့ပြောပါတယ်။ဟိုတစ်ခုချင်းအနေနဲ့ကြည့်ကြရပြောဖို့တော့ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီသတင်းရယူခြင်းကြောင့်เนาะသတင်းသမားပေါ့เนาะသတင်းလွတ်လပ်အဲလွတ်လပ်ခွင့်အဲဟိုပြည်ပြင်းနေပါတဲ့အနေအထားမှာသတင်းသမားတွေရေးယူခံရတဲ့အနေအထားမျိုး မဖြစ်အောင်သာစီကာဝယ်ဖို့နဲ့ဖြစ်နေတဲ့အဲပုံပုံဒီလိုမြောက်ဖို့ဆိုတဲ့ကိစ္စမျိုးကျွန်တော်တန်းနိုင်သလောက်အဲဆောင်ရွက်ရမှာပါဆောင်ရွက်မှာပါစိုက်ပျိုးရေး မွေးမြူရေးနဲ့ဆယ်မြောက်ဝန်ကြီးဌာနကိုတာဝန်ယူရမယ်လို့သတင်းတွေထွက်နေတဲ့ရန်ကုန်တက္ကသိုလ်ပါမောခါချုပ်ဟောင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်သူကသူ့အနေနဲ့ဘယ်ဝန်ကြီးဌာနမှာတာဝန်ယူရမယ်ဆိုတာမသိရသေးတဲ့အကြောင်းနဲ့အတိအကျသိရတဲ့အခါဘလို့ကင်တွေဆောင်ရွက်သွားမယ်ဆိုတာကိုရှင်းပြမှာဖြစ်တဲ့အကြောင်းပြောပါရဲခင်ဗျားတို့ပြောတဲ့လေယာဉ်စိုက်ပျိုးရေးကိုကင်ရင်ပြရမယ်ဆိုတာအပြင်မှာတော့သတင်းဖြစ်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်ကိုယ်တိုင်အခုတည်းက တိတိကျကျဘယ်ဘယ်ဌာနကိုကန်ရမယ်ဆိုတဲ့ဟာကိုဒီအဝင်ကြီးညာချင်းမရှိသေးဘူးเนาะတတိယရလာထွက်နေတာအညာပညာရေးကိုညီလို့ထွက်တယ်ပြီးတဲ့နောက်ပိုင်းမှာ layer site ကြီးလို့ထွက်တယ်ဒါပေမဲ့ဟို preparation တခုကတော့လုတ်ထားတယ်ဒါပေမဲ့ complete မဖြစ်ဖ ೇನೆ ဟို solution တခုပေးဖို့ဆိုတာတော့အရင်ခက်တယ်နော်ဟိုနောက်ပေါ်ကျွန်တော်တင်ချာသမားဆိုတော့ပို့ဆိုးတယ်နော်ဟိုကျွန်တော်တင်ချာသမားဆိုတော့ကျွန်တော်ဟိုပြည့်ချက်အပြည့်စုံမရဘဲနဲ့လည်းပဲဘလို့ကင်တွယ်လိုက်မယ်ဆိုပြောလို့ဆိုတာမလို့လည်းပါဘာကြောင့်လဲဆိုကျွန်တော်အခုပြောထားမိခဲ့ရင်နောက်ပိုင်းဒီလိုမကင်တွယ်ဘူးဖြစ်သွားရင်ဘလို့လုပ် ဝန်ကြီးစင်းထဲမှာပါတဲ့ပညာရှင်6ဦးတည်းကဦးဝင်းခိုင်ကိုစောက်လို့ရဝန်ကြီးအဖြစ်တာဝန်ပေးခံရမယ်လို့သတင်းထွက်ပေါ်နေပါတယ်။ဒီနေ့ပြည်တော်စုလွတ်တော်ကိုဦးဝင်းခိုင်လည်းတက်ရောက်ခဲ့ပါတယ်။ဦးဝင်းခိုင်ကသူ့အနေနဲ့ရင်ဆိုင်ရနိုင်တဲ့စိန်ခေါ်မှုတွေကိုအားလုံးနဲ့ဝိုင်းဝန်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ပြည်သူလူထုဒီအတွက်ဒီဒီ infrastructure နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်။ပို့ပြီးတော့စုထည့်အောင်ပို့ပြီးတော့စင်တီချုံးမွေအောင်ဒီလူတို့ရဲ့ဒီ တနစ်တာဆောင်ရွက်ကြရတယ်သူတို့ရဲ့ဒီ livelihood ပေါ့နော်နေစဉ်ဒီလိုကလုပ်ငန်းမှာသူတို့အတွက်အများကြီးထောက်ကူပြုနိုင်တဲ့ infrastructure မျိုးတွေပေါ့နော်ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်ကြမှာဝင်းခိုင်ဟာမြန်မာနိုင်ငံ engineer အသင်းဥက္ကရာဖြစ်သလိုမြန်မာနိုင်ငံယင်းနှိမ့်မြုပ်နှံမှု commission အဖွဲ့ဝင်တူလည်းဖြစ်ပါတယ်ပြည်တော်စုဝန်ကြီးအဖြစ်အတီးပြုတ်ခံရသူတွေဟာလွတ်တော်မှလာမဲ့မတ်လ30ရက်နေ့မှာစံသက်စာချိန်ဆိုပြီးအေဗီလာ10ရက်နေ့မှာတာဝန်စတင်ထမ်းဆောင်မှာဖြစ်ပါတယ်ခင်ဗျာ